မင်္ဂလာပါခင်ဗျာ Revolut Burma Channel ကနေပြီးတော့ Master Nasser ရဲ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းတိတ်တက်ွယ်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်တင်ငန်းညီနောင်အခြေစိုက်ခမရ356တရင်ကိုအပိသက်သိမ့်ပိုက်ရရှိမှုမှာစစ်ကောင်စီတပ်သား71ဦးသေဆုံးပြီးတော့လက်နက်10လက်အပအဝင်ခဲယမ်းအများပြားကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မတ်လ15ရက်နေ့ညနေ3:00အချိန်ကစပြီးတော့မြဝတီမြို့နယ်တင်ငန်းညီနောင်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ356တရင်ကို KNU တပ်မဟာ KNL ရဲ့အမျိုးသားလုံးမြောက်ရေးတပ်မတော်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မတ်လ15ရက်နေ့ည9:00နာရီအချိန်မှာစခန်းတစ်ခုလုံးကိုအပိသက်သိမ့်ပိုင်နိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား17ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင် MA1 တနက်၄လက်၊ MA3 ၄လက်၊ငကြင်းမီဆက်လက်၁လက်၊ငကြင်းမီပြောင်းတို့၁လက်87မမဘုံဒီ42လုံး60မမဘုံဒီ18လုံး87မမနောက်ပွင့်ဘုံဒီ26လုံးနင်းမိုင်းအသေး25လုံး အီနာက6လုံး MAG ပေါက်9ခု MAG စံ1200တော့လက်ပြပုံ3လုံး RPG အသီး3လုံးနင်းမိုင်းအကြီး28လုံးအစရှိတဲ့လက်နက်ခဲယမ်းတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ KNL ကရဲအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်က9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တအူးကတော့မြင်းမြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါဗျ။မြောက်ရီမြို့နယ်သင်္ကန်းညီနောင်ကခမရ399ကိုလည်းမက်လ9ရက်နေ့က KNL ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။ KNU တပ်မဟာ6ငယ်မြေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုစခန်းသိမ်းတိုက်ပွဲအဖြစ်တော်လကောင်းမြို့တွင်းတိုက်ပွဲတွေအဖြစ်တော်လကောင်းဖော်ဆောင်လျက်ရှိပြီးတော့နေစဉ်နဲ့အမျှတိုက်ပွဲတွေပြင်းထန်လျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ KNU အမျိုးသားအစည်းအရုံး KNU ဒူပလာယာခရိုင်ကော့ကရိတ်မြို့နယ်ကြိုက်ဒုံမြို့အခြေစိုက်ကြိုက်ဒုံဘူဟာဂုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာလက်နက်ကြီးလက်နက်ငယ်စုစုပေါင်း136လက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ13ရက်နေ့ကစတင်ခဲ့တဲ့အဲ့ဒီဘူဟာဂုံးစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ဗျူဟာမူဘုံမူကြီးအောင်ကျော်ဆုံးနဲ့အရာရှိကြီးစန္ဒဦးအပါအဝင်66ဦးလက်နက်ချအငြင်းခံခဲ့ရာမက်လ14ရက်နေ့ညနေပိုင်းမှာအပိသက်သိမ့်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစကန်းသိမ့်တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဗျူဟာမူဘုံမူကြီးအောင်ကျော်ဆုံးနဲ့အရာရှိကြီးပေါင်းစန္ဒဦးအပါအဝင်66ဦးလက်နက်ချအငြင်းခံခဲ့ပြီးတော့71ဦးတိတ်ဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကြိုက်တုံဗျူဟာကုန်းအတွင်းမှာတိတ်စီရမိခဲ့တဲ့လက်နက်ခဲယမ်းတွေကို KNU ကထုတ်ပြန်ခဲ့ရမှာ MA1 တနက်23လက် MA2 9လက် MA3 28လက် MA4 5လက် MA13 OC 5လက် G3 17လက် AK rifle တလက်60မမပြောင်းရှိ2လက်60မမပြောင်းတို2လက်87မမတလက်120မမတလက်ငဂျင်းမီဆက်လက်တလက် RPG 7တလက် MA5 အတူ2လက် MAS sniper တလက်ကာပိုင်42လက် Glock တလက် drone slayer 2လက်တို့ဖြစ်ပြီးတော့ drone အထိုင် jammer တစ်ခု မိုင်းများကြီးများခဲယမ်းများနဲ့စေတုံးဆောင်ပစ္စည်းများကိုတိမ့်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာ KNL နဲ့တော်လိုင်းပူပေါင်းတပ်တွေဘက်ကနှစ်ဦးညင်းမြတ်စွာကြာဆုံးခဲ့ပြီးတော့တအူးဒဏ်ရာရရှိခဲ့ပြီးတိုက်ပွဲအတွင်းမှာပါဝင်ကူညီပေးခဲ့တဲ့ပြည်သူတအူးမိုင်းနဲ့မိပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာလက်နက်ချအညံ့ခံခဲ့တဲ့ဗျူဟာမူးနဲ့အရာရှိကြီးပေါင်း12ဦးအပါဝင်66ဦးတို့ကိုလူသားချင်းစာနာထောက်ထားမှုအနေနဲ့ညင်ပန်းနှိပ်စက်ခြင်းတစုံတရာပြူခြင်းမရှိပဲ ဘေးကင်းလုံခြုံစွာပြုစုစောင့်ရှောက်ပေးထားတယ်လို့လဲ KNU ကအတိပေးထားပြီးတော့ KNU ကရင်အမျိုးသားအစည်းအရုံးကစစ်တုံးမှန်းဥပဒေနဲ့အညီဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ KNU ပြည်နယ်ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ6နယ်မြေချိုက်တုံမြို့နယ်မှာရှိတဲ့မဲတယောထစကမ်းကုန်းနဲ့ဂျိုးပြူချက်ပွိုင်တောင်ကုန်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီဘက်ကအလောင်း9လောင်းလက်နက်ကြီးလက်နက်ငယ်62လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF P29999 အထူးတပ်ဖွဲ့တို့ဟာအကြမ်းဖက်စစ်ကောင်စီရဲ့စကခ16လက်အောက်ခံခမရ99ခွန်ခမရ998တပ်သားများအထိုင်ချတပ်ဆွဲထားတဲ့မဲသယောထစခန်းကုန်းကိုမတ်လ15ရက်နေ့ကနေစတင်ပြီးတော့ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးည10နာရီခွဲအချိန်မှာတော့တက်ချက်ကြီးတအူးက MA4 ပူးတွဲတနက်တလက်40မမဘုံဒီ10လုံး 5.56G အတောက်200နဲ့အတူလက်နက်ချအညံ့ခံလာတယ်လို့ဆိုပါတယ် မတ်လ16ရက်နေ့မှာတော့ KNLA နဲ့ SOF ချင်းမိုးရေးတပ်ဖွဲ့ကစစ်ကောင်စီတပ်စခန်းကုန်းကိုထိုးစစ်ဆင်တိုက်ခိုက်ရှင်းလင်းရမှာစစ်ကောင်စီတပ်သားများဟာစခန်းကိုဆွန့်ခွာထွက်ပြေးသွားတာကြောင့်စခန်းကုန်းကိုမီးရှို့ရှင်းလင်းခဲ့ပြီးတဲ့နောက်မတ်လ16ရက်နေ့မှာစစ်ကောင်စီတပ်ကထပ်မံပြီးတော့အခြေချတပ်ဆွဲထားတဲ့ဂျိုးပြူချက်ပွိုင်တောင်ကုန်းကိုပိတ်ဆို့ပြီးထပ်မံတိုက်ခိုက်ချင်းမိုးခဲ့ရမှာတနေကုန်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ညနေ4:15မိနစ်မှာစခန်းကုန်းကိုသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျာ။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဘက်ကတေဆုံရုပ်အလောင်း၅လောင်းလက်နက်ကြီးလက်နက်ငယ်စုစုပေါင်း62လက်နဲ့ခဲယမ်းများစွာကိုတိမ့်စီရမိခဲ့ပြီးတော့ကြံခဲ့တဲ့စစ်ကောင်စီတပ်သားအယောက်90ဦးကန်ဟာထိုင်းနိုင်ငံဗတ်ချန်းပိုင်ခလာရွာဘက်ကိုထိခိုက်ဒဏ်ရာများစွာနဲ့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။တိုက်ပွဲတွေအတွင်းမှာ KNLA နဲ့ SOF ကရဲဘော်တွေဟာအထိခိုက်မရှိဘဲနဲ့နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ခဲ့ပြီးတော့ လက်ရှိသိမ်းပိုက်ထားတဲ့စခန်းကုန်းအနီးတစ်ဝိုက်မြန်မာနိုင်ငံဘတ်ချန်းနေဆက်တလျှောက်ကိုနယ်မြေစိုးမိုးထားတယ်လို့ SOF ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်နဲ့မိုးမောက်မြို့နယ်အဆက်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကို KIA ကတိုက်ခိုက်သိမ်းပိုက်ရမှာစစ်ကောင်စီဘက်က6ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မတ်လ19ရက်နေ့မှာဝိုင်းမော်မြို့နယ်ဝူလော့ကောင်တောင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ38ခွန်တပ်စခန်းနဲ့ point 6669တောင်ကုန်းမှာရှိတဲ့ခမရ3နှစ်တက်တက်စခန်းတို့ကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗါးနာဖော့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တက်စခန်းနဲ့ဦးကာချန်တက်စခန်းတို့ကိုဆက်လက်ပြီးတော့တိုက်ခိုက်နေဆဲဖြစ်တယ်လို့သိရပါဗါးလိုင်ဇာနေဂျာနာမှာရှိတဲ့ခမရ380အထိုင်တက် point 6032ဝူရဲကောင်စခန်းကိုရတယ် point 6669အထိုင်ခမရ3နှစ်တက် ပါဂျိုဗနာဖော့ကိုမင်းညားက9နိုင်အထိတိုက်ပွဲတွေပြင်းထန်ခဲ့တယ်။စစ်ကောင်စီဘက်ကမျက်မြင်အလောင်း6လောင်းနဲ့အပြင်းထန်ဒဏ်ရာရတဲ့လူ15ဦးရှိတယ်။စစ်သားတွေကထွက်ပြေးကုန်ကြတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါဗျ။မက်စလာ9ရက်နေ့ကနေစတင်ခဲ့တဲ့ KIA ရဲ့73ရက်တာစစ်စင်ရေးတွေအတွင်းမှာစစ်ကောင်စီတပ်စခန်း35ခုနီးပါးကိုတိမ့်ပတ်ရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ်ဘလူမြို့နယ်ကဒေသခံအစ္စလမ်ဘာသာဝင်တွေကိုအမျိုးသားရေးအစွန်းရောက်ဝါတဝဥဆောင်တဲ့ပြူစောတိအဖွဲ့တွေကိုစွဲထည့်နေပြီးတော့ပြူစောတိအဖွဲ့တွေကိုမဝင်ရတဲ့အိမ်တော်စုဝင်တွေအနေနဲ့လဲတလကိုငွေကျပ်2000လစဉ်ပေးဆောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာစေကောင်စီကကမ်ဘလူနယ်ကအစ္စလမ်ဘာသာဝင်တွေအပါအဝင်ဒေသခံအမျိုးသားတွေကို ူစောတိအဖွဲ့ဝင်အသည့်အဖြစ်နဲ့အတင်းကျပ်စူဆောင်းနေပြီးတော့ရက်ရွာအလိုက်ခွဲတိုင်းနဲ့ပူစောတိတွေစူဆောင်းနေတယ်လို့သိရပါဗျ။စစ်ကောင်စီအုပ်စုကအရင်ကအစ္စလမ်ဘာသာဝင်တွေကိုပူစောတိအဖွဲ့တွေဆွဲမသွင်းမဲနဲ့လာစဉ်ငွေပေးဆောင်ခိုင်းရာကနေပြီးတော့လက်ရှိမှာတော့လူမျိုးဘာသာမရွေးတော့ပဲရသမျှလူစုပြီးတော့အမျိုးသားရေးအစွန်းရောက်ပင်ငန်းဝတ်ဝါတဝဥဆောင်တဲ့ပူစောတိအဖွဲ့တွေကိုဆွဲထည့်ပြီးတော့အဲ့ဒီပူစောတိအဖွဲ့ဝင်တွေကိုတလခန့်တင်နန်းပေးပြီးတဲ့နောက်စစ်ကောင်စီအုပ်စုရဲ့စစ်ကြောင်းနဲ့အတူလိုက်ပါခိုင်းတာတွေ ပြူစောတိစခန်းကိုကင်းဆောင်ခိုင်းတာတွေကိုလုံဆောင်ခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။တင်နန်းပေးနေတာကကမ်ဘလူမြို့63336အမြောက်တပ်ထဲမှာတင်နန်းပေးနေတာပေါ့။အဲ့ဒီကနေမှသူတို့ပြူစောတိစခန်းတွေကိုခွဲပြီးတော့ပို့တာ။အစ္စလမ်ဘာသာဝင်တွေကတော့ကမ်ဘလူမြို့အနီးနဲ့အနောက်တောင်ချမ်းမှာအများဆုံးရှိတာပေါ့။ဥပမာထန်းကုန်းတိုက်နယ်တို့ကာဘိုးအနောက်ချမ်းတို့ပေါ့။အခုကတော့အစ္စလမ်ရောဘာရောဘာမှခွဲမနေတော့ဘူး။တွေ့တဲ့လူကိုအကုန်ဆွဲသွင်းတာ။စစ်မှုထမ်းဥပဒေထွက်ပြီးတော့ပို့ဆိုးလာတာပေါ့။အိမ်ပေါင်းစီကိုသူတို့ကခေါ်နေတော့တာ။ ကျွန်တော်တို့ဘက်မှာကမဲနိုင်တာကအရင်ကတည်းကရှိတာဝါတော်ကဥဆောင်ပြီးတော့လှုပ်ချင်တိုင်းကိုလုပ်နေတာမဲနိုင်လို့ပြူစောတိအဖွဲတဲကိုပါသွားရင်အကယ်၍ကိုကမလှုပ်ချင်ဘူးဆိုရင်တော့ပတ်စံပေးရတယ်လေတိန်းအစိတ်တို့တိန်း30တို့ပေါ့အဲ့ဒါကဟိုးရင်ကတည်းကရှိပြီးသားနောက်ပြီးတော့အဲ့ဒီပြူစောတိတွေအတွက်တအိမ်ကိုငွေ200လစဉ်ထောက်ပံ့ချေပေးရသေးတာအခုအချိန်ထိလဲလစဉ်ပေးနေရတော့မယ်လို့ဒေသခံသတင်းအင်းမြစ်ကပြောကြားလာပါတယ်လက်ရှိအခြေအနေအရကမ်းဘလူနယ်တဲက စစ်ကောင်စီအုပ်စုထိန်းချုပ်ထားတဲ့မြို့ပေါ်နဲ့မြို့အနီးဝန်းကျင်ကကျေးရွာတွေကဒေသခံတွေကိုစစ်ကောင်စီအုပ်စုကရသမျှစုဆောင်းနေတာဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေစိုးမိုးထိန်းချုပ်ထားတဲ့နေမြေတွေမှာတော့အခုလိုမျိုးတပ်သားတဲ့စုဆောင်းတာမျိုးမရှိဘူးလို့ကံဘလူမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောဆိုလာပါတယ်။အခုအဲ့ဒီစစ်ကောင်စီအုပ်စုရဲ့တပ်သားတဲ့စုတယ်ဆိုတာကသူတို့ထိန်းချုပ်ထားတဲ့ကံဘလူမျိုးနယ်အနီးဝန်းကျင်ကကျေးရွာတွေနောက်ပြီးတော့ကျွန်းလာမျိုးလိုမျိုးမျိုးပေါ့အဲ့ဒီလိုနေရာတွေမှာပဲမဲနိုင်တာတို့ လူသစ်စုဆောင်တာတို့လောက်တာပေါ့ကျွန်တော်တို့ကာကွယ်တပ်တွေစုမှုထားတဲ့နယ်မြေတွေကမ်းဘလူအရှိချမ်းနဲ့အရှိမြောက်ချမ်းတွေမှာတော့အဲ့ဒီလိုမျိုးတပ်သားတဲ့စုဆောင်တာလာလို့လို့မရဘူးလေလာလို့လည်းမရသလိုသူတို့ကိုယ်တိုင်လည်းမလာရဲဘူးနောက်ပြီးတော့ပြူစောတိမလုတ်ချင်လို့ကျွန်တော်တို့ဘတ်ချမ်းကိုထွက်ပြေးလာတဲ့သူတွေလည်းအများကြီးရှိတယ်လို့ကမ်းဘလူမျိုးနဲ့ပါကဖတာဝန်ရှိသူကပြောဆိုလာပါတယ်တင်ငန်းဝတ်ဝါတဝဥဆောင်တဲ့ပြူစောတိတွေဟာသူတို့ရဲ့အဖွဲတွေကထွက်ပြေးတဲ့သူတွေရှိလာပါကကြံရစ်တဲ့မိသားစုဝင်တွေကိုဖမ်းပြီးတော့ငွေနဲ့ပြန်ရွေးခိုင်းတာတပ်ဖြတ်တာနဲ့ ချင်းချောက်ဒါတွေကိုလှုပ်ဆောင်လက်ရှိကြောင်းတရင်ရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့နိုင်ငံကူးလက်မှတ်စာအုပ် passport ပြုတ်လို့ရမှာ UID လက်မှတ်ပါမှသာစာအုပ်ထုတ်ပေးမယ်လို့စစ်ကောင်စီကကြေညာထားတဲ့တရင်ကိုတင်ဆက်ပေးပါမယ် passport ထုတ်ပေးရမှာနိုင်ငံသားဟုတ်မဟုတ်ကိုစီစစ်နိုင်ဖို့အတွက်ဆိုပြီးတော့လာမယ့် AP လ22ရက်နေ့ကနေစပြီးလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကထုတ်ပေးတဲ့ UID လက်မှတ်ယူဆောင်လာရန်နဲ့မပါရှိပါက တ်စပို့ထုတ်ပေးမှာမဟုတ်ကြောင်းကိုနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးယုံကမက်စလာ16ရက်နေ့မှာအတိပေးကြေညာထားတယ်လို့သိရပါတယ် UID လက်မှတ်ဆိုတာကရက်ွက်ထဲမှာလုတ်ပေးနေတဲ့ smart card ကိုပြောတာမျက်လုံးစကန်ဖတ်တယ်လက်ဝေနှိပ်ရတယ်ဖုန်းနံပါတ်ကအစစရင်သွင်းသွားတာလို့ UID လက်မှတ်ပြုလုပ်ဖူးသူတို့ကရှင်းပြလာပါတယ် UID လက်မှတ်ကိုလက်ရှိနေထိုင်ရာနေရာနဲ့တကောင်စီရင်အမည်ပေါက်ရာမြို့နယ်လာဝကယုံမှာတွားရောက်လုတ်ကန်ရမှာဖြစ်ပြီးတော့အချက်လက်တွေမှားယွင်းနေပါကပြင်ဆင်ဖို့အတွက်အချိန်ကြန့်ကြာလေးရှိတယ်လို့လက်မှတ်လုတ်ဘူးတဲ့သူတွေကပြန်လည်ပြောပြခဲ့ပါတယ် အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးကတည်းကပြည်ပကိုထွက်ခွာလိုသူတွေများပြားလာတဲ့အတွက်ကြောင့် passport ရှောက်ထားသူတွေလည်းများပြားလာခဲ့ပြီးစစ်ကောင်စီကစစ်မှုမထမ်းမနေရဥပဒေအသက်သွင်းလိုက်ပြီးတဲ့နောက်မှာတော့ပြည်ပကိုထွက်ခွာလိုသူတွေပုံမှုများပြားလာက passport ရုံးမှလည်းစုပြုံတိုးနေကြတယ်လို့သိရပါတယ်လက်ရှိမှာရန်ကုန်မြို့မှာရှိတဲ့ passport ရုံးမှစာအုပ်လုပ်ဖို့အတွက် online ကနေပြီးတော့ကြိုတင်ရက်ချိန်ယူကြရမှာအခုနှစ်2024 September လကုန်အထိရောက်ရှိနေပြီဖြစ်ကြောင်းတင်ပြရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma YouTube Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ